အရွက်ကိုရွက်အစင်အားအထက်ပုံတလန်းချင်းအစောပိုင်းအစင်နဲ့ညီများပါလေဝင်းရင်တစ်ပီလျံအနှောင်းကင်ဆွဲထားတဲ့တုန်ထန်းကအထက်ပုံတလန်းချင်းနှောက်ပိုင်းအစင်အောက်ဘသူမှဂူးမဆိုင်ပါဘူးနောက်ပတ်မှဆိုရင်တော့စစ်ထုန်ကအစုံမဲမာနတရားနဲ့အတူလူဟာလာမှာဖြစ်ပြီးဆလင်းစမ်းမြောက်ဖြူချဲဂျူရဲ့အစင်တခင်ကိုအပြတ်အသတ်ကိုဖိနှိပ်မှာပါအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ခရိုစာကီပါဒီနေ့မှတော့ကျွန်တော်က episode 94ကို review လုပ်ပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်တော့ video လေးစလိုက်အောင် ဝန်လင်းရဲ့လက်ရှိစွမ်းဟင်ကစိတ်ဝိညာဉ်ဖြစ်ပေါ်တဲ့အထုံးထိတ်မှရှိနေပြီးသူ့ရဲ့အတွေးပုံကတော့ဒရေသားပြောင်းလဲခြင်းအလေအဆင်းကိုရောက်ရှိနေပြီးသားပါကျဲသုံးပွင့်ရှေးအောင်နှဖျားခန္ဓာကိုယ်ကမပေါ့ဘူးဆိုရင်တော့လက်ရှိချိန်မှာဝန်လင်းကဒရေသားပြောင်းလဲခြင်းအစောပိုင်းအဆင့်ကိုရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိပြီးကျဲသုံးပွင့်ရှေးအောင်နှဖျားခန္ဓာကိုယ်နဲ့ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ဒရေသားပြောင်းလဲခြင်းအလေအဆင်းကိုရင်ဆိုင်တိုက်ခိုက်တက်ဖြတ်နိုင်စွမ်းရှိပြီးဒရေသားပြောင်းလဲခြင်းနှောက်ပိုင်းအဆင်းနဲ့တော့ခဏတာရှင်ပြီးတော့တိုက်ခိုက်နိုင်စွမ်းရှိနေပါပြီ။ Chanfor ခြံဖုံးကလက်ရှိကျူထွေဂျိုရဲ့အရှင်သခင်14ဇက်မြောက်ကျူထွေဂျိုရဲ့အရှင်ကျူထွေစီရဲ့တပည့်ဖြစ်ပါတယ်။ခြံဖုံးရဲ့အတွေးပုံကတော့ဝါမြူချင်းဖြစ်ပြီးအခြားလူရဲ့အတွေးပုံတွေကတော့ဝါမြူနိုင်စွမ်းရှိပါတယ်။ခြံဖုံးကဟုန်ထန်ရဲ့အတွေးပုံကိုလည်းဝါမြူခဲ့ပြီးဟုန်ထန်ကိုသူ့ရဲ့တမဲကြုံဖြစ်လာစေခဲ့ပါတယ်။ခြံဖုံးရဲ့အစင်ကတော့ဒရေသားပြောင်းလဲခြင်းအလေအစင်မှရှိနေပါတယ်။တိုက်ခိုက်စွမ်းရင်ကတော့ဒရေသားပြောင်းလဲခြင်းနှောင်းပိုင်းအစင်တွေကတော့တက်ဖြတ်နိုင်စွမ်းရှိပါတယ်။ ခြံဖုံးကအတုံးပြူတဲ့ကျူချွဲအကာအကွယ်အစီအရာဆိုရင်တော့ကျူချွဲဂျိုရဲ့အရှင်သခင်နေရတာခေးဆက်ဆက်သူတို့ရဲ့မျိုးဆက်တွေကိုလက်ဆင့်ကမ်းလာတဲ့အမွေနှစ်ပါဒီအကာအကွယ်အစီအရာကိုတစ်ခါဖွင့်လိုက်မယ်ဆိုရင်တော့ဂျိုတစ်ခုလုံးကအစီအရာကဖုံးလန်းပြစ်နိုင်ပြီးလူတယောက်တည်းဟုသာကာကွယ်မယ်ဆိုရင်တော့အစီအရာကအထက်ပုံတလန်းချင်းနှောက်ပိုင်းအစီအရာတိုက်ခိုက်မှုတော့ခုခံနိုင်စွမ်းရှိပါတယ် ဝိညာဉ်1ဘီလီယံအလံနဲ့တုန်ထင်းဝိညာဉ်1ဘီလီယံအလံစိတ်ဝိညာဉ်တန်းစင်ခိုင်းရဲ့ရတနာဖြစ်ပြီးဝိညာဉ်တန်းစင်ခိုင်းရဲ့ဘိုးဘေးအားလုံးကသူတို့မတည်ဆုံးခဲ့မှာပြန်လည်ဝင်စားခြင်းတန်တရားတွေကိုမဝင်ပဲကိုကိုဝိညာဉ်တန်းစင်အလံရဲ့ဝိညာဉ်တွေဖြစ်လာဖို့အတွက်ဆန္ဒရှိကြပါလေမျိုးဆက်ဆက်ဆက်ကဝိညာဉ်တန်းစင်ခိုင်းရဲ့ဘိုးဘေးတွေကသူတို့ရဲ့ဝိညာဉ်တွေကိုဝိညာဉ်1ဘီလီယံအလံရဲ့ဝိညာဉ်အစိတ်ပိုင်းဖြစ်လာဖို့အတွက်ဆန္ဒရှိကြပါလေဝိညာဉ်1ဘီလီယံအလံမှာ ဒေတာပြောင်းလဲခြင်းအစဉ်ဝိညာဉ်36ခုကရှိပါတယ်။တွန်ထင်းကလည်းအဲ့တိုင်းပဲသူကသာတည်ဆုံသွားရင်ဝိညာဉ်ရဲ့လံရဲ့အစိပ်ပိုင်းတစ်ခုသာဖြစ်လာဖို့အတွက်စာနာရှိနေပါတယ်။ဒါကြောင့်သူ့ရဲ့တည်ဆုံခန့်ဒီတက်တန်းကိုအတုံးချပြီးဝလင်းရဲ့အတွက်ဒေတာပြောင်းလဲခြင်းအစဉ်ကိုမြင့်တင်ပေးနိုင်အောင်လို့ကောင်းကင်ဘုံကြောက်စိန်လူရဲမှုကြီးတစ်ခုကိုလုပ်ခဲ့ပါတယ်။ဝိညာဉ်တစ်ပိလျံအလံအောင်ကင်ဆွဲထားတဲ့တွန်ထင်းကအထက်ပုံတလန်းချင်းနှောက်ပိုင်းအစင်းအောက်ဘသူမှဂူးမဆိုင်ပါဘူးတွန်ထင်းကဒါကြောင့်သူ့ရဲ့တည်ဆုံခန့်ဒီတက်တန်းကိုအတုံးချပြီးလူရဲမှုကြီးတွေကိုစတင်ခဲ့တာပါ တွန်ထန်းရဲ့တက်တန်းနှစ်နှစ်သာရှင်သန်မှုအတွက်အချိန်ရှိတော့တာပါတွန်ထန်းတွေမကပဲသူတို့ရဲ့ဘိုးဘေးတွေကလည်းတေကန်ကြီးချိန်မှာအဲ့လိုတက်တန်းကိုအသုံးချပြီးလူရဲကြတာသူတို့ရဲ့အစဉ်လာတစ်ခုလို့ဖြစ်နေတာပါဒါကြောင့်ဘယ်ခိုင်းရမှတေကန်ကြီးလူတယောက်တေမာမကြောက်တဲ့ဝင်းညင်းတပိလျံအလံကိုကင်ဆောင်လာတဲ့သူကိုမတိုက်ပဲသူတို့အနိုင်ကျင်းသမျှကိုခံနေရတာပါတွန်ထန်းဒီမှာကျူချွဲချိုးတစ်ခုလုံးကိုပတ်ပြီးအဆင့်၅တိုင်းပြည့်အထုံးနဲ့အဆင့်၄တိုင်းပြည့်အားလုံးကို ူရဲ့လူရဲ့မှုကြီးစတင်ခဲ့ပြီးဝလင်းအတွက်ဒရေတာပြောင်းလဲခြင်းအဆင့်ကိုတက်ရောက်နိုင်ပေလုံလောက်တဲ့ကောင်းကင်ကြောက်စိမ်းတွေအားလုံးကိုရရှိခဲ့ပါတယ်ဝိဇာနဲ့အကျွင်းကျန်မျိုးနဲ့စုရဲ့ငါးယုံမြောက်ဘိုးဘေးငါးယုံမြောက်ဘိုးဘေးကအရွက်ကိုရဲ့ချိန်စာစရာဖြစ်ပြီးအရွက်ကိုရဲ့အဆင့်ဟာအထက်ပုံတလန်းခြင်းအစောပိုင်းအဆင့်နဲ့ညီများပါတယ်ငါးယုံမြောက်ဘိုးဘေးနဲ့တွန်ထင်းရဲ့တိုက်ပွဲမှာဝိညာဉ်တိပိလျံအလံရဲ့ခွန်အားကိုအားလုံးကမြင်တွေ့ရမှာပါ အဓိကဝိညာဉ်73ခုရဲ့အင်အားကိုပေါင်းစပ်တာနဲ့တင်ပဲအလံအုံပြုသူတွန်ထင်းကဒရေသားပြောင်းလဲခြင်းအထွန်းထက်ရနေအထက်ပုံတက်လန်းခြင်းအလေအစင်းကိုရောက်ရှိခဲ့ပါလေအဓိကဝိညာဉ်36ခုလုံးသာပေါင်းစပ်လိုက်မယ်ဆိုရင်တော့အထက်ပုံတက်လန်းခြင်းနှောက်ပိုင်းအစင်းုံအောင်ရှင်နိုင်စွမ်းရှိပါလေစရုပ်ထားဝိညာဉ်ုံသာထုတ်သုံးမယ်ဆိုရင်တော့အထက်ပုံတက်လန်းခြင်းနှောက်ပိုင်းအစင်းုံအောင်တက်ဖြတ်နိုင်စွမ်းရှိပါလေဒါကြောင့်လေဝိညာဉ်တပိနေအလံကိုကင်ဆုံလာတဲ့တွန်ထင်းလို့ဒရေသားပြောင်းလဲခြင်းအထွန်းထက်အစင်းကိုအထက်ပုံတက်လန်းခြင်းအစင်းနေရအောင်ကြောင်းယုံကြရတာပါ တရွတ်ကူရွတ်အစင်းငါးယုံမြောက်ဘိုးဘေးနဲ့တွန်ထင်းတိုက်ပွဲရလေအပြက်သက်ပါပဲအထက်ပုံတလန်းချင်းအစောပိုင်းအစင်းကိုအလွယ်တကူနဲ့တက်ဖက်ပြစ်နိုင်စွမ်းရှိပါလေနောက်ဘက်မှာဆိုရင်တော့ဝန်လင်းကဒရိသားပြောင်းလဲချင်းအစင်းကိုရောက်ရှိတော့မှာပါဒါအပြင်ကမှနောက်ဘက်မှာဆိုရင်စစ်ထူကလိုထလာတော့မှာပါဟုတ်ပါလေဒီမှာသူတို့ကပြောကြတဲ့အတိုင်းစစ်ထူကကျူထွယ်ကျူရဲ့ဒူးရှင်သခင်ဖြစ်ပြီးကျူထွယ်ကျူရဲ့နံပါတ်၁ပုဂ္ဂိုလ်ပါစစ်ထူကအသက်ရှင်ချိန်အချိန်ကသူ့ရဲ့ကျင့်ကြံမှုအစင်းကအထက်ပုံတလန်းချင်းအစင်းရဲ့အထက် ရင်းနှင်းရန်အဆင့်မှာရှိနေတာဖြစ်ပါလေ။နောက်ဘက်မှာဆိုရင်တော့စစ်ထုံကအစုံမဲ့မာနတရားနဲ့အတူနိုးထလာမှာဖြစ်ပြီးဆက်လေးစမ်းမြောက်ကျူထဲဂျိုရဲ့အရှင်သခင်ကိုအပြတ်အသတ်ကိုဖိနှိပ်မှာပါ။နောက်ဗီဒီယိုမှာတော့ဝိဇ္ဇာနဲ့အကျဉ်းချက်မျိုးနဲ့စုအကြောင်းကိုပြပြပေးသွားပါမယ်။ကျွန်တော်ကတော့ခလိုစာကီပါ။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြပါဗော။